်ရှမ်းပြည်နယ်ကမိတ်ဆွေတယောက်ကမေးထားပါတယ်ဆရာကိုရ်ဘာနီနွားနဲ့ပတ်သက်ပြီးအစ္စလမ်တရားတော်ရပိုင်မပိုင်မေးချင်လို့ပါကျွန်မကရှမ်းပြည်နယ်တောင်ပိုင်းနမ်ဆန်မြို့နယ်ကပါ လူတအူးကကိုရ်ဘာနီပြုလုပ်ရန်နွားဝယ်ယူရန်နွားအုပ်ရှိတဲ့ရွာတရွာကိုသွားပါတယ်ဝယ်ယူရာတွင် နွားအုပ်ပိုင်ရှင်တောက်ဖို့အတွက်အရက်6ပလင်းပါအတူဝယ်သူကယူဆောင်သွားပါတယ်အရက်မမူးခင်ပိုင်ရှင်ကတကောင်၅သိန်းနှုန်းဖြင့်ဈေးဖြတ်ပေးပြီး အကောင့်တရားကို3900ခေါ်လိုက်ပါတယ်ဆရာဝယ်သူကစတင်ပြီးနွားပိုင်ရှင်ကိုအရက်ဒပလင်းပြီးဒပလင်းတိုက်တိုက်ပါတော့တယ်ဝယ်သူကိုယ်တိုင် ဟာဂျီဆက်လဲအာဆွတ်ယုံလို့ပြောပြီးနဲ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 တောက်ရပါတယ်6ပလင်းလုံးကုံတော့အခါဝယ်သူကစတင်ပြီးဈေးပေးပါတော့တယ်ပိုင်ရှင်မမူးခင်ရောင်းဈေး3900ကိုအရက်တိုက်ပြီးတော့အခါမူးနေချိန်ဝယ်သူက3150ချပေးပြီးနွားတအုပ်လုံးဝယ်လိုက်ပါတယ် အဲ့လိုဝယ်ထားတဲ့နွားတွေကိုကော်ရဘာနီအဖြစ်ပြန်ရောင်းနေတာပါတရားတော်အရအဲ့နွားတွေကိုကော်ရဘာနီပြုလုပ်ပိုင်ပါသလားဆရာနာဟမဒူဝနဆလီအလာရာဆူလီဟီလ်ကရီမ်အမ္မာဘာဒ်မိမြန်ကျမတင်ပြထားတဲ့တာကောင်ဝယ်ယူတဲ့ပုံစံဟာတော့တော်တော်လေးတရားတော်နဲ့ညှိစုံတဲ့ပုံစံဖြစ် ဒီမပြောပါတော့တဲ့ငွေကြေးဈေးနှုန်းရောဖို့တော့ကိုမိမိကိုယ်တိုင်နဲ့ဒီဟာရမ်အရေးကိုတောက်တုံးပြီးတော့အဲ့လိုပဲရောင်းသူကိုလည်းဒီဟာရမ်အရေးကိုတောက်စီပြီးတော့ဒီဈေးချောစီတာဟာတရားတော်ရတော်တော်ပဲကြီးမာတဲ့ဂုဏဖြစ်တယ်ဂုဏကပီရာဖြစ်တယ်ဒီလောရက်ကအဲ့တော့ဒါဘလိုမှမုဆလမန်တယောက်အနေနဲ့မလုထိုက်တဲ့လောရက်ဖြစ် ဒီတိုင်းပဲဘာဟာရမမကျူးလို့မနဲ့ဘာအယမမတိုက်ဘနဲ့ဒီတိုင်းပဲဝယ်ရဝယ်ပြီးကိုပြေးကျင်တဲ့ဈေးကိုရှစ်ရှစ်လို့သူဘလောက်စေတနာရှိလဲစေတနာရှိတဲ့လောက်နဲ့ပဲကျွန်တော်တို့ဝယ်ယူခဲ့ရဒါမဲ့အခုမင်းမြန်ကြမှာမင်းမြန်တာတဲ့ပုဂ္ဂိုလ်ကအမင်းမြန်ကြမင်းမြန်ကြမှာပါတဲ့ပုဂ္ဂိုလ်ကဒီနွားအုပ်ကို ဝယ်ယူတဲ့နေရာမှာပထမပိုင်ရှင်ကအကောင့်တရားအတွက်သူ3900ခေါ်ရတဲ့အတူကိုဒီဟာရမ်အရက်တိုက်ပြီးလိုက်တဲ့အခါတိုက်ပြီးလိုက်တဲ့နောက်ပိုင်းမှာဟာရမ်အရက်တောက်ပြီးနောက်ပိုင်းမှာသူဟာရေရှိတဲ့အခါမှာ3950ရေချိုးပြီးလိုက်အဲ့တော့ဒီမှာမူးနေတဲ့အချိန်မှာအရက်တေသာတောက်စားပြီးတော့မူးနေတဲ့အချိန်မှာဒါ အယောင်းဝဲလုတ်တယ်လို့ခေါ်တော့ဗောဒီအယောင်းဝဲအဲ့တော့ကျွန်တော်တို့ဖေကာယဖေကာပညာရှင်ရဲ့ဆုံးဖြတ်ချက်ရကြည့်မယ်ရှင်ဟာရမ်တောက်တုံပြီးတော့အယက်တိတာတောက်တုံပြီးတော့မူးနေတဲ့အချိန်မှာပြောဆိုတဲ့ဇာတိအဲ့ဒီဇာတိကိုတရားတော်ကအတိပြုဥမာအပြည့်မူးနေတဲ့အချိန်မှာသူတလတ်ပြီးတယ် တော်လာပြီးတော့ဆိုရင်လည်းအဲ့ဒီတော်လာကိုအထာမြောက်တယ်လို့တမှတ်တယ်။အဲ့လိုပဲအခုဒီမေးမြန်းလာတဲ့ပုံနာမှာရောင်းတဲ့ပုံကိုကပထမတော့ကတော့သူ3900ခေါ်ထားတယ်။အခုမူးွားပြီးနောက်ပိုင်းမှာအရတောက်ပြီးနောက်ပိုင်းမှာသူကကောင်းကောင်းအတိတိကောင်းကောင်းမရှိတော့အဲ့ဒီမှာသူ3150ရှော့ပြီးလိုက်။ဆိုရင်ဒါအဲ့ဒီရောင်းရက်က350ချော့ပြီးလောက်လိုက်တဲ့ရောင်းရက်ကတရားတော်ရတော့ အထာမြောက်တော့အထာမြောက်တော့မယ်ဒီဝယ်တဲ့ပုဂ္ဂိုလ်ကအဲ့ဒီရှော့ဂျီနဲ့တူဒီငွားအုပ်ကိုပန်ဆိုင်သွားမှာဖြစ်တယ်ဒါပေမဲ့ဒီပုဂ္ဂိုလ်ရဲ့ဝယ်သူရဲ့လုပ်ရက်ကတော့တရားတော်အရာဒါတော်တော်လေးအပြစ်ထမ်းမဲ့လုပ်ရက်မျိုးဖြစ်တယ်အဲ့တော့အယောင်းရဲ့အထာမြောက်တာကတော့တကံဖြစ်တယ်တော့အယောင်းရဲ့ထမ်းမြောက်သွားပြီဆိုတော့ဒီဟာဂျီဆပ်ဒီကနေပြီးတော့နောက်ကူရဘန်နီလုပ်မဲ့ပုံကိုယ်လေးဒီငွားကိုပြန်တုပ်ဝဲမယ်ဆိုရင်လည်းဒါဝယ်ပန်ခွင့်ရှိတဲ့ i no ama ba ma pia na shi